ဟိုကျမဟိုအခုပြောမယ့်ဥစ္စာကျမရဲ့ဟိုကိုပိုင်အမြင်ပေါ့နော်ကိုပိုင်အမြင်ဖြစ်တယ်ဟို agency ကိုလည်းဒီ US agency မလည်းကိုစားမပြူပါဘူးကျမကဘာဖြစ်လဲဆိုကျမ retire လဲ pension လဲယူထားပါပြီ retire လဲယူသွားပြီဆိုတော့လေကျမရဲ့ဒါကိုပိုင်အမြင်ကိုပိုင်ဟိုတုံးတက်ချက်ပဲဖြစ်ပါလိမ့်မယ်နော်ဟိုတရားစွဲတာကတော့ပေါ့နော်ပြီးခဲ့တဲ့ဟို Friday ပေါ့ပြီးခဲ့တဲ့တောက်ကြနေ့ပေါ့နော် March 27ရက်နေ့ကတရားစွဲလိုက်တာပေါ့နော်အဲ့တော့ဒီတရားစွဲရဆိုတဲ့နေရာမှာ ဒီ VOA မှာရှိရပေါ့နော် VOA ရဲ့သတင်းတောက်အရင်တုန်းကအင်ဂျူရောမှာသတင်းတောက်လုပ်ခဲ့တဲ့ဟိုလက်စီကနေပြီးတော့စဟိုဥဆောင်ပြီးတော့တရားစွဲတာပေါ့နော်တရားစွဲတာခါမှာဘယ်သူ့ကိုတရားစွဲတာလဲဆိုတော့ US AGM ကိုအခုလောလောဆယ်အကြံပေးပုဂ္ဂိုလ်အဖြစ်နဲ့တာဝန်ယူနေတဲ့ဟိုပုဂ္ဂိုလ်နဲ့အပေါင်းပါတွေကိုပေါ့နော်သူတို့ကိုတရားစွဲတာပါဘာဖြစ်လို့တရားစွဲရလဲဆိုတော့ ဒီဝင်တန်းအလုံးပေါင်1350ပေါ့နော်1350ရှိပါတယ် BOA မှာရှိတဲ့ဝင်တန်းအလုံးပေါင် contractor စီပေါ့နောက်ပြီးတော့ဟိုအပြန်အလှန်ပေါ့နော်ရင်းချမှုဖလဲရင်းအစီအစဉ်ရ J1 visa နဲ့ရောက်လာတဲ့သူတွေကိုအလုံးပေါင်1350ကိုဒီ master 14ရက်နေ့နေဆွဲနေပေါ့နော်ဒီသမရရဲ့ executive power order လို့ခေါ်တဲ့ EEO executive order လို့ခေါ်တဲ့သမရရဲ့အမိန့်အာဏာနဲ့ပေါ့နော် ဟိုဒီအားလုံးဟိုတယုံလုံးကိုရက်ဆိုင်ခိုင်းလိုက်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါတရားမျှတမှုမရှိဘူးဒါဒီဟိုသတင်းတောက်တွေအတန်တွေကိုပိတ်ပစ်လိုက်တာပဲပေါ့နော်အဲ့ဒါကြီးနဲ့ပတ်သက်ပြီးတော့ကန့်ကွက်တဲ့အနေနဲ့နယူးယောက်ပြည်နယ်ရဲ့အဲ့ဟိုတောင်ပိုင်းပြည်ရင်တရားရုံးမှာတွားပြီးတော့တရားဆွဲတာပေါ့နော်ပြည်အောင်စုတရားရုံးမှာတွားပြီးတော့တရားဆွဲတာပေါ့အဲ့လိုတရားဆွဲတဲ့အခါမှာအဟိုပါပေါ့နော် ဘာဝတောင်းဆိုတာလဲဆိုတဲ့ခါကျတော့ဒီတရားလိုတွေဘက်ကနေဘာဝတောင်းဆိုတာလဲခါကျတော့ TRO လို့ခေါ်တဲ့ဒီ temporary restraining order ရာဟီးဆိုင်ငံ့ main ပေါ့နော်အခုဒီ yes sign ခိုင်းလိုက်တဲ့ဟာဒီအလုပ်တွေပေါ့အကုန်လုံးကို USAGM ဒီ agency ကြီးတစ်ခုလုံးကို yes sign ပြီးတော့ဝန်ထမ်းတွေဟို contract ဝန်ထမ်းတွေကို terminate ပေါ့နော်ဟိုအလုပ်ကနေပြီးတော့ဟို အပီပြီးသွားပါပြီပေါ့နော်ဆုံးဖြတ်ပြီးတော့အလုတ်ကနေပြီးတော့သူတို့ရက်ဆဲလိုက်ပြီးဆိုပြီးတော့စထုတ်တယ်ဒီအချိန်ပြည့်ဝင်တန်းပေါ့နော်ပြည်တော်စုအစိုးရဒီဝင်တန်းနေကြတော့သူတို့ကနေပြီးတော့ဟို admin leave လို့ခေါ်တဲ့ဟိုလာစာနဲ့ခွင့်ပေးလိုက်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးလုပ်တာကိုလုပ်ထားတဲ့အမိတ်ကိုပေါ့နော်လောလောဆယ်ဒီ US AGM ကြီးတခုလုံးကိုရက်တော့အောင်လုပ်လိုက်တဲ့အမိတ်ကိုယာယီဆိုင်တဲ့မိတ်ထုတ်ပေးဖို့ဆိုပြီးတော့သူကတရားရုံးကိုဥတိုင်ပြီးတော့ရှောက်ထားတာပေါ့နော်အဲ့တော့ တရားရုံးမှာဒီကနေ့ဘာဖြစ်လဲဆိုတော့ဒီမှာနောက်ဆုံး update ကိုမသိရသေးပါဘူးမသိရသေးတော့အခြေအရတော့ဘာဖြစ်လာမယ်ဆိုတာမသိဘူးပေါ့နော်အဲ့တော့အခြေအနေကတော့တင်းမာနေတဲ့အခြေအနေမှာရှိနေတယ်နောက်ဆုံးအခြေအနေဒီမှာသိရတာတော့အဲ့ဒါပါပဲအဲပုံရိပ်အတိုင်းပြောမယ်ဆိုရင်တော့ဒါကွန်ဂရက်ကနေပြီးတော့ ဟိုဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့ကြောင့်မလို့ဒါသမရရဲ့အမိအာဏာတစ်ခုတည်းနဲ့တော့ဟိုဓာကြီးကိုဖျက်ပြစ်လို့မရဘူးပေါ့နော်အဲ့တော့ဒီဟာကရှေ့ဆက်ပြီးတော့သွားအောင်မှာသွားတဲ့အခါကျလို့ရှိရင်ဒီဒီဟာနဲ့ပတ်သက်ပြီးတော့ကွန်ဂရက်စ်ကနေပြီးတော့အထက်လွတ်တော်အောက်လွတ်တော်ပေါ့နော်သူတို့တွေကနေပြီးတော့မှဒီရုံမျိုးလုတ်ပြတာက US ASEAN အကြီး AGM ရဲ့အခမ်းအနားဟာ American ပြည်တော်စုရဲ့အမျိုးသားအကျိုးစီးပွားအတွက် ဒီပေါ့နော် soft power ပေါ့နော် soft power ဆိုတာဒီနိုင်ငံတကာကို reach out လုပ်တဲ့နိုင်ငံတကာမှာရှိတဲ့ဟိုဒီတရင်လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံတွေအတွက်နော်ဟိုဒီဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးကိုအားပေးတဲ့အနေနဲ့ပေါ့နော်အဲ့လိုမျိုးအတွက်ကို လုပ်ထားတဲ့အကြောင်းကိုဒီ American ရဲ့အကျိုးစီးပွားလဲပါတယ်အဲ့အကြောင်းဒီ agency ကိုဖျက်ပြစ်ဖို့မသင့်ဘူးဆိုပြီးတော့မဲခွဲနိုင်တဲ့အခြေအနေရှိတာပေါ့နော်တကယ်လို့အဲ့လိုမဲခွဲခဲ့မယ်ဆိုရင်တော့လေအများစုကအခုလောလောဆယ်အခြေအနေက ဒီ Republican အများစုဖြစ်နေတဲ့အခါကျတော့ဘာဖြစ်လာမလဲကျမလည်းမပြောတတ်ဘူးကျမလည်းအဲ့ဒါကိုတော့မခံမှန်းတတ်ဘူးပေါ့နော်ဒါပေမဲ့တရားဥပဒေအရပြောမယ်ဆိုရင်တော့တမရရဲ့အမိန့်တစ်ခုတည်းနဲ့တော့ဖြတ်ပြစ်လို့မရဘူးဒါပေမဲ့လုံးလုံးစေလုပ်ငန်းတွေရပ်သွားအောင်တော့သူကလုံနိုင်လုံနိုင်ဇွမ်းရှိခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်လည်းကျမတို့ရဲ့ဒီ BOA American တန်းလည်းဆက်ပြီးတော့အသာဆင့်လို့မရတော့အောင် operation တွေလုပ်ငန်းတွေလဲပတ်လို့လဲပတ်လို့မရတော့အောင်အကုန်လုံးကရပ်တန့်သွားတဲ့အခြေအနေမှာရှိနေတာပေါ့ရှင် ပြိသက်တွေကိုကျမတို့ VOA American အတန်ကိုအားပေးနားဆင်ခဲ့ရတယ်ပေါ့နော်ပြိသက်အားလုံးကိုကျမတို့ရဲ့ဒီဝန်ထမ်းနေရဲ့အကုံလုံးရဲ့ကိုစားပေါ့ကျမ VOA American အတန်မှာကျမလုတ်သက်ပေါင်းအားလုံးပေါင်း23နှစ်ပေါ့နော်နှစ်ရှိခဲ့တယ်အဲ23နှစ်ကာလအတွင်းမှာကျမလုတ်သက်အရင်ဆုံးအနေနဲ့ကျမဌာနမှုအဖြစ်နဲ့တာဝန်ယူခဲ့ရတယ်နော်ဒီဌာနမှာလူအားလုံးပေါင်းအချိန်ပြည့်ဝန်ထမ်းဒီအစိုးရဝန်ထမ်းပေါင်း15ယောက်ပြီးတော့ အာဒီ contractor လို့ခေါ်တဲ့ဒီ PSC လို့ခေါ်တဲ့ contractor တွေအားလုံးပေါင်း15ရောက်ပေါ့နော်အားလုံးပေါင်းရောက်30လောက်ရှိပါတယ်အဲ့လိုပဲဒီမှာပြည်ရင်းနဲ့ထိုင်းမှာရှိတဲ့တရင်တောက်ပေါင်းအားလုံးပေါင်းဟို10ယောက်ကျော်ဆိုတော့အားလုံးပေါင်းဒီမှာလူ40လောက်ကိုဒီမှာဟိုကြီးကျက်ပြီးတော့စီမံကုတ်ကဲခဲ့ရတာပေါ့နော်အဲ့တော့သူတို့အားလုံးရဲ့ကိုစားဒီမှာကျမတို့ VOA American တောင်အားပေးနားဆင်ကြတဲ့ပြည်သက်အားလုံးကိုဒီမှာ အလေးနဲ့အနူးအညွတ်တောင်းပါပါတယ်။ဘာဖြစ်လို့တောင်းပါရလဲဆိုတော့ကျမတို့မတ်လ14ရက်နေ့တုန်းကပြိဿတ်ကိုလည်းကြိုတင်အကြောင်းကြားနိုင်ခဲ့ခြင်းမရှိဘူး။ပြိဿတ်ကိုလည်းကျမတို့ဘာမှအတိပေးနိုင်ခဲ့ခြင်းလည်းမရှိဘဲနဲ့အတန်လွှင့်လုပ်ငန်းတွေကိုရုတ်တရက်ရပ်ပစ်ခဲ့ရပါတယ်။ဘာလို့ဆိုကျမတို့လည်းကြိုတင်ပြီးမတိခဲ့ပါဘူး။ကြိုတင်ပြီးမတိခဲ့တဲ့အတွက်ကြောင့်မလို့ပြိဿတ်ကိုကြိုတင်ပြီးတော့ကျမတို့အစီအစဉ်တွေဟိုလောလောဆယ်ပေါ့နော်။ဟိုအစီအမပြေသေးလို့အချိန်ကြီးရ budget ဟိုဒီရန်ကုန်ကြီးအခြေအနေရဟိုကျမတို့ဒီလုပ်ငန်းတွေကိုခဏ yes site yes say ခဏလေးဆိုင်းငံ့ပါမယ်ဆိုတာဒါကျမတို့ပြိဿကိုအတိမပေးနိုင်ခဲ့ပါဘူး digital platform တွေကလည်းအကုန်ရွှေ့ခဲ့တဲ့ဟာတွေအားလုံးဒီ yes sign တွားခဲ့ရတာနဲ့ပတ်သက်ပြီးတော့ကျမအားလုံးကိုအနှူးညွတ်တောင်းပါပါတယ်ဒါပေမဲ့ကျမတို့ဟိုဒီ Facebook မှာပေါ့နော်ကျမတို့ကမကြခင်ပြန်လာပါမယ်ပြန်ခွင့်ပါမယ်ဆိုကျမတို့ရေးခဲ့တဲ့ဥစ္စာကျမတို့ဟိုဟိုလောက်ဖို့ကိုင်းပက်တီးရေးခဲ့တာကလည်းကျမတို့က ဒီဟာကြီးဟာဒီ agency ကြီးဟာတခါတည်းလုပ်ငန်းတွေအားလုံးရပ်ပလိုက်ပါပြီ VOA American တန်ကြီးမလွှင့်တော့ပါဘူးဆိုပြီးတော့ကျမတို့ဘယ်အထက်ကမှညွှန်ကြားထားတာမရှိပါဘူးအဲ့တော့အခုလုံးလုံးစင်မှလည်းအားလုံးကိုဟိုဟိုခန်းစားလာစားပြခန်းစားခွင့်နဲ့ခွင့်ပေးထားတဲ့ခါကျတော့ဒါကြီးကရှေ့ဆက်ပြီးတော့လဲပတ်မလားမလဲပတ်ဘူးလားကျမတို့လည်းဘယ်သူမှမပြောနိုင်တဲ့အခြေအနေပါကျမလည်းမခန့်မှန်းတတ်ပါဘူးဒါပေမဲ့တစ်ခုရှိတာကဒီသမရထရန့်ရဲ့ တမန်ထရမ်အစိုးရရဲ့ဟိုမူဝါဒတို့ policy တို့ပေါ့နော်သူတို့ကနေပြီးတော့များအပုံစံတစ်မျိုးနဲ့ကျမတို့ကိုပြောင်းပြီးတော့နှင့်ခိုင်းမလားဆိုတော့ဟိုမင်းကွန်းကလည်းဟိုမင်းစရာရှိနေပါလိမ့်ရှင်ဒီကြတော့ဒီ video ရေအမေရိကန်တန်ကြီးတစ်ခုလုံးပေါ့နော်အားလုံးပေါင်းဘာသာရပ်ပေါင်း90နီးပါးရှိတဲ့ဒီ video ရေအမေရိကန်တန်ကြီးอ่ะပေါ့ နှစ်ပေါင်း83နှစ်ရက်တည်ခဲ့တဲ့ VOA အမေရိကအတိုင်းကြီးတစ်ခုလုံးကိုရက်ပလိုက်တဲ့ဟိုခန်းစားချက်ကဘာနဲ့သွားတူလဲဆိုတော့ကျမတို့ဒီ2020ခုနှစ်ကဒီစစ်တပ်ကအာဏာသိမ်းပြီးတော့ဒီရွတ်လပ်တဲ့သတင်းမီဒီယာတွေကို crack down လုပ်တာပေါ့နော်ဥပမာဆိုမြစည်းမဝင်စီတယ်လို့နော်ဟို DVB လို့ပြောလို့ဆိုတဲ့အကုန်လုံးဟိုနိုင်ငံသားကိုထွက်သွားကြရတယ်အကုန်လုံးပေါ့နော်ဟိုအားလုံး ဟိုဒီလိုမျိုးဟိုခြေမှုန်းမှုပေါ့နော်လွတ်လပ်တဲ့သတင်းမီဒီယာတွေမရှိအောင်ဟိုပြည်သူတွေသတင်းအမှန်တွေမသိရအောင်သူတို့ရဲ့ဒီဝါဒဖြန့်သတင်းတွေကလွဲလို့ပေါ့နော်တခြားလွတ်လပ်တဲ့သတင်းမီဒီယာတွေမှန်ကန်တဲ့သတင်းမီဒီယာတွေဟိုဟိုခိုင်မာတဲ့ယုံကြည်စိတ်ချရတဲ့သတင်းမီဒီယာတွေမရှိအောင်ပိတ်ပစ်လိုက်တယ်လို့မျိုးเนี่ยปုံซันตั้วပြီးတူတယ်ဆိုပြီးကျွန်မအဲ့လိုမျိုးခံစားရတယ်ရှင်အဲ့လိုခံစားရပြီးတော့ အော်ငါတို့ကအမေရိကန်ပြည်ထောင်စုဆိုတာဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုတန်ဖိုးထားတဲ့စံနိုင်ငံကြီးတစ်ခုအနေနဲ့အားလုံးကအားကိုးတကြီးပေါ့နော်နေခဲ့ကြတာပေါ့အခုအဲ့လိုလည်းဖြစ်တယ်ဖြစ်လည်းဖြစ်ကောကျမတို့အားလုံးရင်ထဲမှာတော်တော်လေးကိုခံစားရပါတယ်ဘာလို့ဆိုတော့ဘာလို့အားလုံးဟာဒီလူ့ဒရင်းလောက်ခွင့်မရှိတဲ့နိုင်ငံကနေလာတယ် မီဒီယာတွေဖိနှိပ်တဲ့နိုင်ငံကနေလာတယ်။ဟာဒီနိုင်ငံမှာငါတို့လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ်နဲ့ငါတို့တွေသတင်းမှန်တွေယုံကြည်စိတ်ချရတဲ့သတင်းတွေဟိုဘက်လိုက်မှုမရှိဘဲနဲ့ပြတာတဲ့သတင်းတွေငါတို့ပြည်သူလူထုကိုငါတို့အရောက်ပေးနိုင်ခဲ့တယ်။ဟောအခုတော့ကြည့်ပါဦး။ဟောငါတို့ဘယ်လိုဆက်လုပ်ကြမလဲ ပေါ့နော်အဲ့လိုမျိုးခံစားချက်တွေနဲ့အားလုံးစိတ်မကောင်းဖြစ်ကြပါလေပြည်ရင်းမှာလည်းဒီ internet တွေဘာတွေချက်ခံထားရတဲ့ data ဥပမာရခိုင်ပြည်နယ်ဆိုလို့ရှိရင်လည်းဒီ internet မရတဲ့ဟာရှိတယ်တယ်လီဖုန်းလည်းမရဘူးအဲ့တော့ radio ပဲအားကိုးပြီးတော့ကျမတို့ program တွေကိုနားထောင်နေတဲ့ပြည်သက်အတွက်ကိုကျမတို့အရင်စိတ်မကောင်းဖြစ်တယ်ဒီ radio ဆိုတာကျမတို့ငငယ်တုန်းကနေရပေါ့နော် VOA American အတန်းမနေ့အစောကြီးဒီကျမအဖေဆိုလို့ရှိရင်လည်းမနေ့အစောကြီးဒီလမ်းလျှောက်တဲ့အခါမှာရေဒီယိုသေးသေးလေးလက်ထက်ကနေကင်သွားပြီးတော့ ီ BOA ရွှေ့နေဟာ RFA ရွှေ့နေအတန်း BBC သတင်းပေါ်တော့အဲ့ဒါလေးတွေကိုသူတို့နားထောင်ပြီးတော့လမ်းလျှောက်ခဲ့ကြတာဒီဒီဒီလိုမျိုး radio နားမထောင်ရဘူးဆိုတာလက်ဖက်ရင်မတောက်ရဘူးဆိုတာတဲ့တောင်မှပုံဆိုးသွားတယ်မနေ့စောစောမှာနီးအဲ့တော့အဲ့ဒီမျိုးလူမျိုးပေါ့ပြိတ္တတွေအားလုံးပျော်လေးစောင့်စားနေတဲ့မနေ့မနေ့နားထောင်ရတဲ့ radio တောင်မှမရှိတော့တဲ့ဘဝရောက်အောင်လုပ်လိုက်တယ်ဆိုတာကတော့ဒီမဖြစ်စ်မဖြစ်ခိုက်တဲ့ ပေါ့နော်ဒီဒီမိုကရေစီနိုင်ငံကြီးတနိုင်ငံရဲ့လုံရက်ကတော့ဒီမှာတော်တော်လေးကိုယူကျုံမရဖြစ်နေပါတယ်ရှင်